ညံ့မြန်အစဉ်ပြေစေခြင်းတဲ့ကိစ္စတွေမှာပြုလုပ်ရတဲ့ဤလေးတစ်ခုကြောင့်ကိုမဆာဒီနေ့မျှဝေမယ်နော်တခါတလေကြရင်ဘာပဲလို့လို့အစစ်မပြေတာရှိတတ်တယ်။ဖះရရှခိုးတယ်၊ကတော့တယ်၊ဒါပေမဲ့လည်းကံမကောင်းမှုစိုးနေတာမျိုး။နောက်ဘေးရင်ရေရာမျိုးစုံလုံးလည်းအစစ်မပြေဘူးပေါ့နော်။အဲ့လိုတွေလည်းဖြစ်နေတယ်။နောက်တစ်ခါကျရင်မိမိကအလုတ်အမြန်ရခြင်းနဲ့ နောက်ကြတော့ချစ်သူရှိရသတင်းကောင်းမြမြန်ကြားခြင်းနဲ့အိမ်အမြန်ရောင်းထွက်ခြင်းနဲ့ထွက်သွားတဲ့သူအမြန်ပြန်လာစေခြင်းနဲ့နောက်ဒီကိုကငွေရေးကြေးကိစ္စအကူအညီကိုအမြန်ရှာနေတယ်နိုင်ငံခြားအမြန်ထွက်ခြင်းနဲ့ဒီလိုမိမိကမြန်မြန်ဖြစ်စေခြင်းနဲ့ဆန္ဒရီဆိုရင်မြန်မြန်ပြေဝဖို့ဆိုရင် ဗာဆီအိုင်မြင့်တင်ခါလမ်းညွန်ပြသခဲ့တဲ့အရန်အစွမ်းထက်တဲ့ဗလာဟင်းလင်းတဲ့ဂမ်ဘီယာရေရာလေးတစ်ခုကြောင့်ကိုပြပြမယ်နော်ဒီဟာလေးကိုရေယုံကြည်ကြည်နဲ့ပြုလုပ်ရင်အရန်စွမ်းထက်တဲ့မြန်းမြန်းအစင်ပြေစေတဲ့ကိစ္စတွေရှိတဲ့အခါမှာဒီနီးလေးကိုအသုံးပြုရင်မြန်းမြန်းအစင်ပြေပါလိမ့်မယ်မိမိပြုလုပ်ရမယ့် ရရန်နီးလေးကမိုးပြန်ဖူပေါင်းတစ်လုံးနဲ့စာရွက်အဖြူတစ်ရွက်လိုပါတယ်။မိုးပြန်ဖူပေါင်းကဘာအရောင်ဖြစ်ဖြစ်ရပါတယ်။စာရွက်တစ်ရွက်မှာမိမိဖြစ်ချင်တဲ့ကိစ္စတွေမိမိဖြစ်ချင်တဲ့စံနာကိုစာရွက်အဖြူတစ်ရွက်မှာရေးရေးပြီးတဲ့အခါကျရင် မိုးပြန်ဖူပေါင်းနဲ့စာရွက်နဲ့ကို အတူချိတ်ဆွဲလိုက်ပြီးတော့ည7နာရီတိတိမှာ လေးမာပြန်ဝဲငှဆန္နာတွေမလွဲလို့ပြောပြီးတော့လှုပ်တင်လိုက်ပါမိမိအိမ်ကအာရိုးရိုးအိမ်ဆိုရင်အိမ်ရှိကိုထွက်ပြီးတော့ဒါလမ်းမပေါ့နော်အိမ်ရှိတစက်မိန်နာမှာပြုလုပ်ပါအကယ်မိမိကတိုက်ခန်းဖြစ်တယ်ဆိုရင်တိုက်ကယ်ဝရန္တာမှာလည်းပြုလုပ်လို့ရတယ်ဒီလိုလွတ်တင်ပြီးသွားပြီမိုးပြံမှုပေါင်းကိုလွတ်တင်ပြီးပြီဆိုရင်တော့အပေါ်မော့မကြည့်ရအောင်နော် ီလိုလှုပ်တင်နေတဲ့အချိန်နဲ့မလွတ်ခင်အချိန်မှာမိမိဖြစ်စေဖြစ်စေခြင်းနဲ့ဆန္ဒတွေကိုလည်းလေးလေးနက်နက်ဆူတောင်းပြီးတော့ဒါဆူတောင်းလိုက်တဲ့အခါကျရင်လူရင်ဆန္ဒတွေအမြန်ဆုံးပြေဝတာကိုလည်းတွေ့ရတယ်เนาะကဲဒီနည်းလေးကိုအသုံးပြုခြင်းအားဖြင့်မိမိဖြစ်ချင်တဲ့ဘလိုဆန္ဒတွေအမြန်ဆုံးဖြစ်ကြပါစေလို့မဆာကဆန္ဒပြုပါတယ်မဆာရဲ့ channel လေးကိုလည်း like subscribe share follow လေးတွေပြုလုပ်ပေးပါအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်